မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်တက်ကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကချင်းပြည်နယ်တဝက်မှာစစ်စင်ရဲတွေဇက်တိုက်ရှိလာမှာဖြစ်တဲ့အတွက်ပြည်သူတွေသတိပြုသွားလာနေထိုင်ပေးကြဖို့နဲ့လက်ရှိလိုက်စားအနီးကစစ်တပ်စခန်းတွေကိုလည်း GIA နဲ့မဟာမိတ် တပ်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ GIA ပြောခွင့်ရမုံမကြီးနော်ဘူးကအတိအပြပြောဆိုလိုက်ပါတယ်။ မွန်ပြည်နယ်မှာကြမ်းတဲ့ကြမ်းမဲ့ဘလူးနှင်းမဲ့လမ်းစစ်စင်ရေးအမည်နဲ့ရက်ကန်တမ်းမရှိလှုပ်ဆောင်တော့မှာဖြစ်တဲ့အတွက်ပြည်သူတွေတွာလာတတိပြုပေးဖို့ရေးဘလူးအဖွဲ့ကောင်းဆောင်ကတတိပေးပြောဆိုလိုက်တဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ကချင်းပြည်နယ်တဝမ်းမှာစစ်စင်ရေးတွေဇက်တိုက်ရှိလာမှာဖြစ်တဲ့အတွက်ပြည်သူတွေတတိပြုတွာလာနေထိုင်ပေးကြဖို့နဲ့ လက်ရှိလိုက်စာအနိကစစ်တပ်စခန်းတွေကိုလည်း KIA နဲ့မဟာမိတ်တပ်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကအတိပေးပြောဆိုလိုက်ပါတယ်လက်ရှိမှာလည်းမော်မော်မြို့နယ်နဲ့ဝိုင်းမော်မြို့နယ်တွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ကချင်ပြည်နယ်တဝက်မှာစစ်ဆင်ရေးတိုက်ပွဲတွေဇက်တိုက်ရှိလာမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ရေးသတိနဲ့နေထိုင်ပေးကြဖို့ကိုပါဗိုလ်မှူးကြီးနော်ဘူးကအတိပေးထားပါတယ်လက်ရှိမှာတော့ကချင်ပြည်နယ်မှာမတ်လ9ရက်နေ့ကနေတရားဝင်စတင်လိုက်တဲ့စစ်ဆင်ရေးဟာ မတ်လ10ရက်နေ့အထိ၄ရက်တာအတွင်းမှာပဲ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကကြချင်းပြည်နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းပေါင်း20နီးပါးကိုတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောထားပါတယ်။ဒါပြင်တစ်ဖက်ကဖာကန်မြို့နယ်မှာရှိတဲ့ကတိုင်းတောင်မှာလည်းမတ်လ10ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းကစပြီး KIA မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်တပ်ကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာလည်း မွန်ပြည်နယ်မှာကျမ်းတက်ကျမ်းမယ်ဘလူးနစ်မယ်လမ်းစစ်စင်ရေးအမည်နဲ့ရက်အကန့်အသတ်မရှိလှုပ်ဆောင်တော့မှဖြစ်တဲ့အတွက်ပြည်သူတွေအသွာလာတတိပြုပေးဖို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကတတိပေးပြောဆိုလိုက်ပါတယ်အဲ့ဒီအတွက်စစ်စင်ရေးတွေဟာတောက်လျှောက်လာဖို့ရှိတာကြောင့်လက်ရှိမွန်ပြည်နယ်အတွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့သွာလာတဲ့နေရာတွေမှာစစ်ရေးအသိနဲ့တတိပြုသွာလာပေးကြဖို့ကိုပါအတိပေးလိုပါတယ်လို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်စစ်စင်ရေးဟာကျမ်းတက်ကျမ်းမယ်ဘလူးနစ်မယ်လမ်းအမည်နဲ့ မွန်ပြည်နယ်အတွင်းမှာရက်အကန့်အသတ်မရှိစစ်စင်ရဲတွေစင်နှွှဲမှာဖြစ်တဲ့အတွက်နေရာတိုင်းမှာအချိန်မီရွေးပုံစံမရွေးတိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့သတိပြုသွားလာပေးကြဖို့ကိုမြစ်တာရက်ခန့်ပါတယ်လို့ရေးဘလူအဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့ရခိုင်ပြည်နယ်ကိုစစ်ကူသွားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ပသိမ်တောင်ပေါ်တက်နယ်ကြုံပျော်ခလာရ36ကအရာရှိနယ်စစ်တီတွေဟာရှေတန်းမှာပြေကုန်ကြပြီမယ်စစ်ကောင်စီကနာရေးရက်လဲတပိတ်တုတ်ခွင့်မပြုသလို့ တက်တွင်းထဲမှာကြံ့ရစ်တဲ့သူမိသားစုတွေစီအိမ်မက်ပေးမှုနဲ့၆လမ်းမှုတချို့ဖြစ်ပွားနေတယ်လို့တက်တွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဖေဗူလာအတွင်းကပဲအနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံပသိမ်တောင်မော်တက်နယ်ကြုံပျော်ခလရ36တက်ပါဝင်စစ်ကူစစ်ကြောင်းတွေကိုအကြမ်းဖက်စစ်ကောင်စီကရခိုင်ပြည်နယ်ကိုပို့လိုက်ရမှာစစ်ကြောင်းတွေဟာရခိုင်ပြည်နယ်မှာအကုန်လုံးနှိပါပွေကုန်ကြပြီးအဆက်အသွယ်တွေပါမရတော့ဘူးဆိုပါတယ်။အဲ့ဒီနောက်တက်တွင်းထဲမှာကြံခဲ့တဲ့မိသားစုတွေက ရခိုင်တတော်အေရဲ့ထုတ်ပြန်ချက်တွေကိုသတင်းတွေမှာတွေ့တဲ့အတွက်နာယေးရက်လဲအမျှဝေးသပိတ်သွတ်ဖို့ခွင့်တောင်းတော့တိုင်းမှုတွေတက်မှမှုတွေဗျူဟာမှုတွေကအလောင်းမရတဲ့၍သေတယ်လို့မပြောနိုင်တဲ့အတွက်အဆက်အသွယ်ပြတ်တောက်ဒါတာဖြစ်ပြီးသပိတ်သွတ်ဖို့ခွင့်တောင်းတာကိုပယ်ချလိုက်တယ်ဆိုပါတယ်အဲဒီလိုသပိတ်သွတ်ခွင့်မရတဲ့အတွက်လက်ရှိရှေ့တန်းမှာသေကုန်ကြတဲ့စစ်သားတချို့နဲ့အရာရှိတချို့ကသူတို့ရဲ့မိသားစုတွေကိုအိမ်မက်ပေးတာတွေ၆လန့်ဓာတ်တွေဟာတက်တွင်းထဲမှာဆိုးဆိုးဝါးဝါးကိုဖြစ်နေတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောထားပါတယ် လက်ရှိတရင်တွေထဲမှာမြရောက်တာနဲ့ခွေးတွေကလိုင်းငန်းတွေဘက်ကိုလှဲ့ပြီးဥနေကြသလိုတက်တွင်းလိုင်းငန်းရှိတွေမှာလည်းညဆိုလမ်းလျှောက်တဲ့အတန်တွေတညာလုံးပြောင်းဆန်အောင်ကြားနေရပြီးစပိုးဆောင်တွေမှာလည်းအိုးခွက်တန်တွေထွက်တာတက်လိုင်းငန်းခေါမိုးဘော်တွေကိုခဲလုံးတွေညတိုင်းပြစ်တဲ့အတန်တွေလည်းကြားနေရတဲ့အတွက်တက်မိသားစုတွေဟာတခန်းထဲမှာလူစုပြီးအိတ်နေကြရတဲ့အခြေအနေတွေပါဖြစ်နေပြီးဆိုးဆိုးဝါးဝါးကိုဖြစ်နေတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ ချင်းမီနဲ့ဟာခါမျိုးပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့အကြံဖက်စစ်ကောင်စီဘက်ကရဲတပ်သားတဦးဟာလက်နက်တွေယူလာပြီးအလင်းဝင်ရောက်လာတယ်လို့ CDF ဟာခါကပြောထားပါတယ်။မက်လာ၁၀နှစ်ဖြစ်တဲ့မနေ့ကပဲချင်းမီနဲ့ဟာခါမျိုးမှာတာဝန်ကျနေတဲ့စစ်ကောင်စီဘက်ကရဲတပ်သားတဦးဟာစစ်အာဏာရှင်လက်အောက်မှာတာဝန်မထမ်းကျင်တော့လို့ဆိုပြီးလက်နက်ခဲယမ်းတွေနဲ့အတူ CDF ဟာခါတပ်ဖွဲ့စီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလိုလက်နက်နဲ့အတူအလင်းဝင်လာတဲ့ရဲတပ်သားကို စီရက်ဖားကတက်ဖွဲ့ကနေငွေကျပ်350ချင်းမြင့်ပေးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါဂင်းပြည်နယ်ဘက်မှာတော့မြဝရီမြို့နယ်ကတင်ငန်းညီနောင်နဲ့လက်ခတ်တောင်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဒီကနေ့မနက်အစောပိုင်းမှာပဲတိုက်လေရင်နဲ့ဘုံကျဲပြီးအတွဲလိုက်ဒုံးတွေနဲ့ပြစ်ခတ်နေတယ်လို့မြဝရီမြို့နယ်ပြည်သူတွေနဲ့ PDF သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့မတ်လ17ရက်နေ့မနက်အစောပိုင်းမှာပဲအကြမ်းဖက်စစ်တပ်ကမြဝရီမြို့နယ်တင်ငန်းညီနောင်နဲ့လက်ခတ်တောင်ပတ်ဝန်းကျင်ကို တိုက်လေရင်တွင်နဲ့လာပြီးအလွန်ပြင်းထန်တဲ့ဘုံသီးဆက်နှလုံးထက်မနေကျဲချတိုက်ခိုက်သွားတယ်လို့ဒေသခံပြည်တွေကပြောပါတယ်။တစ်ဖက်ကလည်းမြောက်ရီမြို့မှာရှိတဲ့အကြံဖက်စစ်တပ်ရဲ့ခလာယာ295တပ်ကနေအတွဲလိုက်ဒုံးတွေနဲ့ပါတင်ငန်းညီနောင်နဲ့လက်ခတ်တောင်ဘက်ကိုလှမ်းပစ်နေတယ်ဆိုပါတယ်။အဲ့ဒီလိုအကြံဖက်စစ်တပ်ကလေကြောင်းရော့လက်နက်ကြီးနဲ့ပါရသပြည်သူတွေနေတဲ့နေရာတွေပါမချန်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်လူနေအိမ်တွေထိခိုက်ပျက်စီးထားတယ်လို့တင်ငန်းညီနောင်မြို့တဲ့ရက်စကန်လည်း မိလောင်ပျက်စီးမှုတွေရှိနေတယ်လို့ PDF သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမြရီမြို့ပေါ်မှာလည်းစနေတနင်္ဂနွေနေ့နှစ်ရက်လုံးမြို့မှာဈေးကြီးအပါဝင်ဈေးဆိုင်တွေကုန်စုံဆိုင်တွေပါပိတ်ထားကြပြီးတိုက်ပွဲဧရိယာဟာခြေတော်ရတောင်တမယာတောင်ဝေရှမ်းကျေးရွာတွေအဘက်အထိကျယ်ပြန့်လာပြီလို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ချစ်စွတ်တင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ